ကဲခုကတော့တည်င်းကျွတော့မီဆိုတော့เนาะနှိမ့်လာပြီဆိုတော့မင်္ဂလာတည်င်းနေကြတော့မှာပေါ့เนาะမင်္ဂလာတည်င်းနေကြမယ်ဆိုတော့ခုနာမည်ကြီးနေတဲ့ဥစားပေါ့เนาะဆိုပြတည်င်းနေဟိမွေရင်လို့เนาะစနီးမောင်နဲ့မင်္ဂလာဇုံလေးအကြောင်းလေးတွေပေါ့เนาะဆိုတော့ကျွန်တော်အကြောင်းပေါ့เนาะအသေးကိုခဲတဲ့သူရှိရင်ရှိမှာပေါ့ဆိုပြီးတော့ဟိမွေရင်ရေးပေါ့เนาะအမေးဖြေလေးတွေကျွန်တော်တို့နေရင်နားထောင်ကြည့်ရမှာဖြစ်ပါတယ်ပြီးတော့ခါပေါ့เนาะလက်ထက်မဲ့သူနဲ့ရှေ့ရတဲ့သူတူဦးတည်းဖြစ်ရှင်တဲ့ဆိုပြတည်င်းရေး နော်သူဖြစ်ရှင်တဲ့ center ကိုလေအိန္ဒိယဒီ popular မေးဖြေပေါ့နော်မေးဖြေတော်တဲ့ဥစ္စာလေးကျွန်တော်လုံးနေနေဝင်ပြီးတော့ခန်းစားကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ခါပထမဆုံးကတော့ပေါ့နော်ဟင်းဝီယန်ကိုဝိုင်းစုဟင်းဝီယန်ကိုဝိုင်းစုခိုင်သိမ်းတဲ့ဒီပြောပြီးလန့်ကွန်ပြီးဆိုပြီးတော့မျှဝေလာတဲ့ video တွေတပုတ်ပေါ့နော်ဆိုတော့ဒီလိုတယောက်ဖြစ်တော့မေးဆိုလို့ရှိရင်နောက်တယောက်ကလာပြီးတော့လေးပဲဒီလိုဘယ်လိုပြောမလဲအဖြစ်တွေဝင်လာကြတာနော်အဖြစ်တော့မေးဆိုလို့ရှိရင်အဖြစ်တွေကြားကဝင်လာကြတာပေါ့နော် ဲ့လိုပုံစံလေးပါပဲဆိုတော့ဒီမှာစူပစ်စင်နဲ့ဘောလက်ထက်မေးဟင်းဝေရန်ကိုနဲ့နော်ဝိုင်းစုခိုင်သိမထင်ထားတာလို့ဆိုပြီးတော့လေးပဲပေါ့နော်ညှောက်ဝေလာပါသေးဗီဒီယိုလေးပုံဆိုတော့တရားဥစားနေနေနဲ့ထောင်ပြီးတော့ကျွန်တော်လို့နော်စူပစ်စင်ရင်အာရင်တွင်ဖြစ်နော် in media media အမေးဖြစ်နေဟောတကဟင်းဝေရန်ကိုပေါ့နော်ဟင်းဝင်ရမှာအသေးကွေးတဲ့လူရှိခဲ့သလားဆိုတာကိုကျွန်တော်တို့နေ့နေ့ဝင်ပြီးတော့နောက်ထောင်ကြည့်ရမှာဖြစ်ပါလိမ့်ကြ။ကဲနံပါတ်1ကတော့ အင်းဝရန်ကိုဝိုင်းစုခိုင်သိန်းနဲ့ဒီပြော့ပြီးလန့်ကွန်ပြီဆိုပြီးတော့မျှော်လာတဲ့ဗီဒီယိုလေးတပုတ်ပါဗျနားထောင်ကြည့်အောင်ပါသူပြည်သူစံလက်ထက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဝိုင်းစုခိုင်သိန်းကပြောမယ်လို့တယောက်မှထင်ခဲ့ကြတာမဟုတ်ဘူးအခုတော့ဝိုင်းစုခိုင်သိန်းကိုရိုင်းကဟင်းဝရန်သူ့ရဲ့အချစ်ဦးเนาะဒါ လက်ထပ်သွားမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လုံးဝအချိန်မမထားတာကြီးပြောသွားခဲ့တာဖြစ်တဲ့တော့တိုင်းကလုံးဝပြည်သက်တွေကတော့ဝိုင်းစုခိုင်စင်းကိုချီးကျူးတဲ့သူကချီးကျူးများစွာပြောဆိုနေကြပြီလည်းဖြစ်ပါတယ်ဝိုင်းစုခိုင်စင်းနဲ့ဟင်းဝင်ရဲ့ပတ်သက်မှုကိုနော်တိုင်းကလုံးဝမသိတဲ့သူရှိပါဘူးဗျာသူတို့နှစ်ယောက်ကကိုပြေးမှုတွေလုံးဝမိပါရီကဝိုင်းစုခိုင်စင်းကဆင်းရဲတဲ့ကလေးကလေးကောင်းမလေးနော်မတန်ရှင်ဆိုတဲ့နေသားမျိုးနဲ့သူတို့ရဲ့အသားလေးဖြစ်တဲ့နော်သားငယ်လေး ဟင်းဝီယန်နဲ့လက်မထပ်ပေးခဲ့တာပဲဖြစ်ပါတယ်။เนาะဝိုင်းစုခိုင်တဲ့ခင်ဗျောင်းပါเนาะအလုံးကပြောကြတာကတော့မိမတယောက်ကတဲ့သူချစ်တဲ့သူကိုအပိုင်မရတော့မှန်သီးသွားရင်တဲ့တယောက်ပြီးတယောက်နဲ့အရွက်တိုက်တတ်ကြပါလေတဲ့အဲ့လိုဖြစ်အောင်သူချစ်သူကပဲခံစားရအောင်လုပ်ကြတာပါတဲ့အသူပေါင်းဆက်ခွင့် ရကြည့်ပါလားမပျက်စီးမဲ့အမျိုးသမီးကောင်းလေးတွေပါဆိုပြီးတော့ဝိုင်းစုခိုင်နေတဲ့ဟင်းဝီဟန်ရဲ့ဖြစ်ရကိုကြည့်ပြီးတော့သုံးသက်တဲ့သူကသုံးသက်ကြရပေါ့နော်အခုဒီကနေ့မှာတော့ဝိုင်းစုခိုင်နေလေးကဟင်းဝီဟန်ရဲ့လက်ထက်မဲ့တဲ့င်းကိုအင်တာဗျူအာကဘယ်လိုထင်လဲလို့မေးမြန်းတဲ့အခါမှာအယောင်ဦးမှာဝမ်းသာပါတယ်တဲ့လူမျိုးရိကနော်ကိုယ့်ရဲ့အချစ်ဦးနဲ့နော်ရီစာဟောင်းနဲ့ဒါတသက်လုံးရန်သူတွေမျိုးနော်နေသွားကြမယ်ထင်ခဲ့ကြပါမယ်လေကျွန်တော်ကတော့အဲ့လိုမျိုးမနေနိုင်ပါဘူးတဲ့လူတိုင်းကိုမေတ္တာထားပါတဲ့ဗျာ ပြီးတဲ့ခါကျတော့သူနဲ့ဟင်းဝီရံနဲ့ကပွဲတွေမှာလည်းခဏခဏဆုံးခုပါရယ်ဟင်းဝီရံကလည်းတကယ်ကိုမှအရင်တော့ကလို့နော်သူနဲ့လုံးဝရံညို့မရှိဘူးတကယ်ကိုမှဘယ်လိုပြောမလဲမောင်သမားဆက်ဆံရေးပဲဘယ်သူ့ကိုမှမုံမထားပါဘူးအခုလိုမျိုးလက်ထပ်သွားတော့လေအင်မတန်ကိုမှဝမ်းသာပါရယ်ဆိုပြီးတော့ဝိုင်းစုခိုင်တဲ့ကပြောသွားခဲ့တာပဲဖြစ်ပါရယ်ဒါကြောင့်မလို့ဝိုင်းစုခိုင်တဲ့ကသဘောထားကြီးလိုက်တာဆိုပြီးတော့အားလုံးကပြောဆိုနေကြပြီလည်းဖြစ်ပါရယ်နော်ကေဒါကတော့စုပြည့်စင်နဲ့ပေါ်လက်ထက်မဲ့ဟင်းဝီရံကိုဝိုင်းစုခိုင်ဒီမထင်ထတာတွေပေါ့နော်အဲ့လိုမျိုး ကောင်းတဲ့စကားတွေပါသူဖြည့်ရှင်တာတွေပေါ့နော်စန္ဒာတိုင်းဖြစ်ပါစေပေါ့ဒီလိုပုံစံလေးတွေပြောလာတာပဲဖြစ်ပါရဲ့နော်ကဲဆိုတော့တရှင်တစ်ခါတော့အဲ့လိုဖြစ်ခဲ့ကြတာပေါ့နော်ဘယ်သူဝေပဆိုဆိုငွေရှိဥတွေငွေရှိဘွားပေါ့ရေးစားဘွားတွေလူတိုင်းလူတိုင်းကတော့သူ့ရဲ့နှိမ့်ဆက်ရနှိမ့်ဆက်ကြောင်ပေါ့နော်ဖြီတော့ရှိခဲ့ကြမှာပါပဲဒါမဲ့ရေးစားဆိုတာလေးပဲနော်อืมชิดใต้มะญาญาได้ไม่ใช่ဆိုတော့အတိုင်းလေးပါပဲနော်အဲ့လိုမျိုးရှိတဲ့သူတွေနဲ့ညားတာတော့မဟုတ်ဘူးဘလို့ညားတဲ့သူတွေနဲ့ရှိတာတော့မဟုတ်ဘူး ဒီလိုရည်စက်တဲ့ပါလာမသူ့အတူကံကြမ္မာရေးနော်ပေးစိမ်မအောင်မလူတွေကခံစားတာဖြစ်ပါရဲ့နော်ဒါပြောလို့မရဘူးနော်လူတိုင်းမှာတော့ဒီလိုကိစ္စလေးတွေငငယ်ဆိုင်ကလေးကကြောင့်သူကြောင့်တက်ဖို့လေးတွေငေတငေရှင်းလေးတွေနော်အတူတူနေခဲ့တဲ့ကိုရေးနော်ရှစ်ခင်ပေါင်းတဲ့တဲ့ငေရှင်းလေးတွေရှိအောင် ရှိတော့ရှိမှလူတိုင်းရှိမှသိချပါရဲ့ဗျကိစ္စတော့စုပ်ပစ်စင်ရေးပေါ့နော်လက်ထက်မီ ချဲ့တဲ့သူနဲ့တူဦးလေးဖြစ်ရှင်နေဆိုတဲ့စုပြေစဉ်ရင်ရင်တွင်းစကားလေးကိုကျွန်တော်တို့နေနေနှာထောင်ကြည့်မှာဖြစ်ပါလိမ့်ဗျ။စူပြီကိုပြောမှုတာတခုရှိရဲအဲဘရောမအဲ့လိုမျိုးအိမ်တော်ချပေးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဟိုတကယ်တကယ်တမ်းအိမ်တော်တခုတိဆောက်ပြီဆိုလို့ရှိရင်ကာယကရှင်မဲ့ရေးကြည့်ရလीမိနဲ့ပြင်ကသူတို့ကိုယ်တိုင်လည်းဟိုဘယ်လိုပြောမလဲတအူးတဲကိုပဲချစ်ပြီးတော့အဲ့တအူးတဲကိုပဲအိမ်တော်ပြုခဲ့တဲ့သူတွေ အမေရောအဖေရောနှစ်ယောက်ဆိုတော့လေတယောက်တည်းကိုပဲချစ်ပြီးတယောက်တည်းကိုပဲယူခဲ့တဲ့သူတွေဆိုတော့ချစ်ချင်းမြတ်တာပေါ်မှာလည်းရန်တံမှုထားတဲ့သူတွေပေါ့နောက်ပြီးဆိုဖီးယားအပျော်ကြီးစားထားတာမကြိုက်ဘူးအဲ့လိုမျိုးမကြိုက်ဘူးကိုလက်ထက်ရင်လည်းကိုလက်ထက်တဲ့သူနဲ့ကိုချစ်မဲ့သူနဲ့တယောက်တည်းပဲမမေနဲ့လားမမေနဲ့ရောဖေဖေနဲ့ရောမမေနဲ့ရောတိုင်းမမောတိုင်းမဘက်ပဲဆိုဖီးယားအမတိုင်မတ်ဆိုတာဟိုဟိုဆိုဖီးယားကြတော့ခုနပြောလို့လေအလုပ်ကိစ္စတစ်ခုလုပ်ပြီဆိုလို့ရှိရင်လည်းအာကိုထက်ပေါ့နော်ဟို ကိုဟကိုတော့ဆုံးဖြတ်တယ်ဒါပေမဲ့လည်းတိုင်တော့တိုင်မင်းလေဒီလိုဒီလိုမျိုးအာတမိဒရီလောက်ချင်တယ်လူမျိုးတော့တိုင်မင်းဖြစ်တယ်ပေါ့เนาะဘာလို့ဆိုတော့မိဘဆိုတာကိုထက်အများကြီးပို့ပြီးတော့အတွေ့အကြုံလည်းရှိမယ်အများကြီးပေါ့เนาะကိုကိုလည်းကောင်းစေချင်တယ်စိတ်စေတနာအများကြီးရှိရဲဆိုတဲ့ခါကျတော့အဲ့လိုမျိုးတိုင်မင်းဖြစ်တာတော့ရှိရဲမေရမမဟုတ်ဘူးမိဘနှစ်ပါးစုံနဲ့တိုင်မင်းဖြစ်ပါတယ်ဟုတ်အဲ့ဒါအတွက်ကလည်းဆိုဖီးမိပတွေကကြတော့ဆိုဖီးကိုပြောပူတာတခုရှိတယ်။အဲဘရောမအဲ့လိုမျိုးအိမ်တောင်ချပေးမှမဟုတ်ဘူး။တချို့ကြတော့အဲ ဒီလူနဲ့သဘောတူတယ်ဆိုပြီးတော့ကြားဘူးတာမျိုးကြီးရှိရလေအမေဆိုပြီးမိဘတွေကအဲ့ဒါမျိုးလုံမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဟိုတကယ်တကယ်တမ်းအိမ်တော်တစ်ခုတိဆောက်ပြီဆိုလို့ရှိရင်ကာကရှင်မဲ့ရေးကြည့်ရလေနော်ကာကရှင်မဲ့အရေးကြီးရဖြစ်တဲ့ကြောင့်မို့လို့မိဘတွေကကြတော့ပြောဘူးတာတစ်ခုရှိရအဲ့လိုမျိုးကိုစီစဉ်ပေးလိုက်လို့မှားယွင်းသွားမှမျိုးကို လိုချင်ပေါ့နော်အကြီးကမိဘအရာကြတော့ချစ်ချင်းမြတ်တာကိုလည်းဟိုမိနဲ့ဖေကသူတို့ကိုယ်တိုင်လည်းဟိုဘယ်လိုပြောမလဲတဦးတည်းကိုပဲချစ်ပြီးတော့အဲ့တဦးတည်းကိုပဲအိမ်အောင်ပြုခဲ့တဲ့သူတွေအမေရောအဖေရောနှစ်ယောက်စလုံးကလေတယောက်တည်းကိုပဲချစ်ပြီးတယောက်တည်းကိုပဲယူခဲ့တဲ့သူတွေဆိုတော့ချစ်ချင်းမြတ်တာပေါ်မှာလည်းရန်တန်ဘူးထားတဲ့သူတွေပေါ့အဲ့အတွက်ဘယ်ရောမှအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲဟိုအဲ့လိုဘယ်လိုပြောရမလဲအဲ့ဆွတ်ဆွတ်ပြီးအဲ့လိုကိုပြောမှမဟုတ်အဲ့မဟုတ်အဲ့လိုမျိုးလုံးမှမဟုတ်ဘူးဟုတ် အာအဲ့လိုတော့မဟုတ်ပါဘူးအရွေးလွတ်နေတာမဟုတ်ပါဘူးကံပေါ့နော်ဘာလို့လဲဆိုတော့အဲဆိုဖီးယားကျတော့မိဘနဲ့လည်းအနေများရလေဘဲမာပဲဖြစ်ဖြစ်မိဘလည်းရှိရဲမိဘနဲ့လည်းအနေများတယ်နောက်တစ်ခုကလည်းဆိုဖီးယားကျတော့အဲ့လိုဟိုအင်းအေးအေးဆေးဆေးနေခြင်းတဲ့အထဲမှာလည်းပါတယ် ဆိုဖီကိုယ်တိုင်အဲ့လိုအေးအေးဆေးဆေးနေခြင်းတဲ့ထဲမှာလည်းပါတယ်။နောက်ပြီးဆိုဖီကအပျော်ကြီးစားထားတာမကြိုက်ဘူး။အဲ့လိုမျိုးမကြိုက်ဘူး။ကိုလက်ထက်ရင်လည်းကိုလက်ထက်တဲ့သူနဲ့ကိုချစ်မဲ့သူနဲ့တယောက်တည်းပဲဖြစ်ချင်တာမျိုးဟုတ်။အဲ့တော့တဲကွဲမှုရှိဖို့လားရှိတယ်။ကွဲဘူးပါ။ချစ်ဖို့စီချစ်ဖို့နော်အမီဖီယောဖီယောနှစ်ယောက်စလုံးကလေတယောက်တည်းကိုပဲချစ်ပြီးတယောက်တည်းကိုပဲယူခဲ့တဲ့သူတွေဆိုတော့ ကျင်ကြတာပေါ့နော်လက်ထက်မဲ့သူနဲ့ရှယ်တဲ့သူတူဦးလေးဖြစ်ရှင်နေဆိုတဲ့စုပြည်စင်ရင်ရင်တွင်းစကားလေးပေါ့နော်သူကတော့အဖေမေလေးပေါ့နော်တလင်းတမယာတသားဒီလိုမျိုးပေါ့နော်အာရှစ်ဖြစ်မြစ်တာကိုတန်ဖိုးထားပြီးတော့ကိုရင်မိဖတွေကလည်းပေါ့နော်ဒီလိုပုံစံလေးဖြစ်လာတယ်ဆိုတော့ကိုကလည်းဒီလိုပေါ့နော်ပြောမယ်ဆိုလို့ရှိရင်သူများနဲ့ရှုပ်တာတွေပွေတာတွေ အဲ့လိုမရှုပ်တာတွေပွေတာတွေပေါ့နော်လက်ထက်တာတွေအဲရှုပ်တာတွေပွေတာတွေရေးစားထားတာတွေကိုမကြိုက်ဘူးနော်ဒါကတော့စူပိတဇင်ရဲ့ရင်တွင်းစကားပဲဖြစ်ပါတယ်နော်ဒီလိုမျိုးကိုကြိုက်တာပေါ့နော်အေးအေးရှက်ရှက်လေးတယောက်တိပင်းနေတာလေးသဘောကျတယ်နောက်တစ်ခါမိဖရဲ့အုတ်ထင်းအောက်မှာနေရတဲ့သာသမီဆိုတော့တခြားအပေါင်းအသင်းတွေရှင်နေနော်ရှုပ်ပေါ်ဖို့ရင်လေးလို့ရှုပ်ပြီးတော့ပေါ့နော်ဟိုကိစ္စဒီကိစ္စလောက်ဖို့ရင်လေးအရှင်နေမရှိရဘူးမိဖအောက်မှာနေရတဲ့သာသမီကပိုလိမ်မာရင်ကျိမှုန်ကိုရရှိမှာဖြစ်ပါတယ်ဗျာကဲကျွန်တော်ရဲ့ပြည်သက်အမြင်ကဘလို့ရှိသလဲပေါ့နော်စူပိဇင်ရဲ့ မြင်ကတော့ဒီလိုမျိုးဆိုတာကိုကျွန်တော်တို့အနည်းငယ်မျှော်ဝေပါတယ်ဆိုတော့နောက်တစ်ခါတော့ဟင်းဝင်ရေးအမြင်လေးပေါ့ဟာဟင်းဝင်ရေးအမေးဖြေလေးကိုကျွန်တော်တို့နည်းနည်းဝင်ပြီးတော့နှောက်ထောင်ကြည့်မယ်ကျွန်တော်ကြောင့်အသေးကွေးခရတဲ့သူရှိရင်လေးရှိမှာပေါ့ဆိုပြီးတော့မျှော်ဝေလာတဲ့ဗီဒီယိုတစ်ပုဒ်ပါဆိုတော့စူပီဒစင်နဲ့ဟင်းဝင်ရန်နှစ်ယောက်ကိုကြည့်မယ်ဆိုတော့ဟင်းဝင်ရန်ကပို့ပြီးတော့နင်းနေရှုပ်ထွေးပူလီမှုတွေရှိကြတာထင်တာပါပဲသူကနင်းနေတည်တင်းနေပြင်းနေပေါ့နော်တော့ပြဆိုရှိရင် ကောင်လေးကလူချောလေးဆိုတော့ကောင်မလေးတွေကလည်းအဲ့လိုမျိုးဝင်းဝင်းကြီးပက်ပက်လူဝေဝေဆိုတဲ့သဘောအဲ့လိုလေတဲ့တယ်ပေါ့နော်လူတွေကကြိုက်များတယ်အဝိုင်းစုံခိုင်တင်းနေရှင်တစ်ခါကလေးဖြစ်ခဲ့ကြတာပေါ့နော်ခုကတော့ခုရတဲ့စုပ်ပစ်စဉ်ကတော့အေးအေးရှန်းရှန်းလေးပုံစံလေးကြည့်ရတော့ဒီပုံစံနော်ဒါပေမဲ့ဟင်းဝင်ရနာစတော့ဟင်းဝင်ရနာကတော့နေခက်ရှုပ်ရှုပ် ပုံစံလေးပေါ့ဗောနော်အဲ့လိုပုံစံလေးပါပဲဒါတော့ပရိသတ်တွေအမြင်တွေပေါ့နော်ပရိသတ်တွေကလည်းအများကြီးသူ့ကိုဘယ်လိုမျိုးကွန်မက်တွေရေးကြတာပေါ့နော်သူကတော့ပို့ပို့ပြီးတော့လူတွေထင်မြင်လေးတွေပေါ့အဲ့လိုမျိုးရှိကြတာပေါ့နော်ကဲဆိုတော့ကျွန်တော်တို့နော်ကျွန်တော်ကြောင့်အသေးကိုခရတဲ့သူရှိရင်လေးရှိမှာပေါ့ဆိုပြီးတော့ကဲဟင်းဝင်ရံလေးအဖြေလေးတွေပေါ့နော်အမေးအဖြေလေးကျွန်တော်တို့နေဝင်ပြီးတော့ခင်စားကြည့်မှာအမှန်တကယ်လို့ရှိရင်တော့အဲအသေးရတော့လား ပွင့်လင်းပြလို့ရှိရင်တော့ကျွဲမှုပါတပြပြန်ဆက်ရတာပေါ့နော်စူပါဂလူးလေးနဲ့ပြန်ပြန်ဆက်ရတာအသေးလေးပဲအခုတော့အေးစိတ်ဖြစ်သွားပါဘူးတပ်ပွဲကိုရင်းနဲ့တပ်ပွဲကဒါကမာလေးပဲအဲအဲ့လိုပဲပြောရမှာပေါ့နော်ဟုတ်တယ်အသေးမပွဲပွဲမှုဆိုအသေးရောခွဲမှုလားချွေးရောင်ပြန်နေတယ်လို့ပဲ။တတိယအမိတွေကချွေးတယ်။အဲဘယ်လိုပြောမလဲ။အဲအဲ့တော့ကျွန်တော်အဲ ဲ့လိုအသေးခွဲမယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးအဲ့လိုစိတ်မျိုးတော့တခါမှတော့ကျွန်တော်မရှိပါဘူးခင်ဗျာဟုတ်ကဲ့ဟုတ်ဟုတ်ရည်ရွယ်ခွဲပစ်သားရောရှိပါဘူးအဲ့လိုမျိုးရဲ့လို့လည်းမရှိပါဘူးဟိုဘယ်လိုပြောရမလဲအဲကိုကူရန်တော့အသေးခွဲမှုတွေဒါပေမဲ့ကိုနဲ့ပတ်သက်ပြီးတော့ဟိုတခြားဘသူတွေတော့အသေးခွဲမှုလဲဆိုတော့ကျွန်တော်တခြားတော့မသိပါဘူးခွဲချင်မှလည်းခွဲမှာပေါ့နော်ဒါတော့ကျွန်တော်တခြားတော့မသိပါဘူးခင်ဗျာ You may say that for me, say that me my child. ိမ်မောင်း၈000ကျော်ဟိုကန်တူးရှင်စုကြွေးချယ်ပွဲကြီးပေါ့နော်အာဒီပွဲကိုဒါကျွန်တော်တို့ဒါဟိုတက်ရောက်ဖြစ်တာပါခင်ဗျာတကယ်လို့လည်းဒါအရန်ပြောဖို့ကောင်းပါတယ်အခုဆိုလို့ရှိရင်အထဲမှာဟိုကစတမာတွေရောပြည်သက်တွေရောအများကြီးတွေ့ရတယ်ဆိုတော့အပေါ်မှာတကယ်ကိုဟိုစိတ်ထဲမှာအရန်ကိုပျော်နေပါတယ်ခင်ဗျာစွဲထက်နဲ့ကတော့သူပြတခြားရှိမှာပေါ့နော်။ဥယျာဉ်ထဲကကြောင်ညာလေးတွေလည်းဖြစ်ပူးတာလည်းရှိရဲ့ ဆိုတော့ဒီကြက်သိန်းပေါင်း8000ကစမ်းမဲပွဲမှာလည်းဆိုပြီးတော့ဒါဝယ်ယူတဲ့ကစတမာတွေကနေပြီးတော့ကစမ်းမဲနိုင်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဝယ်တဲ့သူတွေလည်းရင်ခုန်နေမယ်လို့ထင်ပါတယ် တို့လည်းထပ်ပြီးပေါ့နော်သူများကန်ဆယ်နေဆိုပြီးတော့ဒါရင်ခုန်စာနဲ့မဲနိုင်ပြီးမှဖြစ်ပါတယ်ရှင်အဲဆိုပြီးအစင်ပေးထားတာတော့ရွှေပေါ့နော်ရွှေတစ်ဆက်စာလို့စင်ပေးထားတာဖြစ်ပါတယ်အဲဇောထက်ကကျတော့လက်ရည်အရင်ကောင်းတဲ့အဖြစ်ကိုပေါ့နော်ရွှေကိုဒီဇိုင်းကိုခက်မီစွာနဲ့လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကမှမှားပါတယ်ရှင်အဲကျွန်တော်ကလေဒါအခုပေါ့နော်ဇောထက်ကနေပြီးတော့မှဒါစင်ထားတယ်ဒါဆွဲကျူးအပြည့်အစုံကဒီ locket ပေါ့နော်ဂျင်တိုးပေါ့နော်ဂျင်တိုးပြီးတော့နိုင် လက်စုပ်ဟန်ချိန်ပေါ့ဒါလည်းအကုန်လုံးကိုလည်းသဘောကျပါတယ်ဆိုတော့ဟိုဘလော့စက်မှာစိတ်ထဲမှာတော့ဟိုဟန်ချိန်ဝင်တော့လည်းပိုပြီးမျက်လုံးထဲမှာရောက်နေပါဘူးအခုဒါလေးစတာလို့လားစတာတော့အကုန်လုံးဒါစပါတယ်နော်ဒါတွေဝတ်ထားလို့လားတော့မသိနည်းနည်းတော့အယောင်ထွက်နေသူဟာဒါတော့ကျွန်တော်ကစော်ကားလိုက်တာပဲဟာမင်းကလေးစိတ်မတော့လားဦးချင်းတယ်တော့လားတော့လားတော့လားမတော့လားဦးချင်းတယ်မတော့လားဟုတ်ပါတယ်ဟုတ်ကဲ့တော့စတယ်ဆိုပြရစပါတယ်ဟိုမလေးစိတ်ထဲမှာအကိုအကိုဘယ်လိုမျိုးဖြစ်နေလို့ ရန်ကြီးလို့အရန်အရန်စစီရတော့ကောင်းနေလို့လားကြီးစင်စရာကောင်းဟုတ်ရှင်ဆိုပြစပါတယ်ဆိုပြခင်တဲ့သူတွေဆိုလို့ရှိရင်ရှူတင်မှာဆိုလဲစတယ်ဆိုပြအရန်စတဲ့ဟိုရှူတင်မန်နေဂျာတူးဆိုလဲရှိရဲပါတယ်အရန်စတဲ့ရှူတင်မန်နေဂျာတူးဆိုလဲရှိရဲအဲ့လိုမျိုးပေါ့အနေလို့မရအောင်စတာဟုတ်လားရှူတင်မန်နေဂျာတူးလားဟုတ်လားကျွန်တော်မြင်ကြောဩမသိပါဘူးတူးတင်တယ်ဘယ်နာရဲမှာဆိုရောဟမ်ဘယ်နာရဲမှာဆိုရင်အဲကိုငယ်ကိုစတယ်ပြီးတော့တခြားရှိသေးတယ် ခြားအမှုပညာရှင်တွေဆိုပြီးနဲ့ dry dry ရိုက်တဲ့အဲတေးဥဆောင်လေးအများကြီးရပေါ့အဓိကကတော့နေစရဲဆိုတဲ့အပေါ်မှာကြောင့်ဟိုပျော့ပျော့နေတတ်တဲ့သူအချင်းချင်းစတာကိုကောင်းတာပေါ့နော်အတော်ကြာခါခါစရဲနဲ့ကိုစလိုက်တာကစိတ်ဆိုးသွားမလားဆိုတဲ့ဟာမျိုးလည်းရှိရပေါ့အဲ့လိုမျိုးအဲ့လိုမျိုးစိတ်ပူစရာမလိုဘူးဆိုလို့ရှိရင်ကိုယ်စရတာဘယ်လိုပြောမလဲပျော့ပျော့ရှင်ရှင်ရှိရပေါ့သူလည်းပျော့ပျော့ရှင်ကိုလည်းပျော့ပျော့ရှင်အဲ့လိုလေးကြတော့အလုံးလုံးရတာလည်းအဆင်ပြေရဲ့အဲ့လိုမျိုးလေးပေါ့နော်ဟုတ်ဒါကြောင့်ဟောတာဆိုပြီးကိုကန်စလာအဲစပါတယ် ဟိုကျွန်တော်လည်းဟိုပြန်စတာမျိုးတွေနောက်တာမျိုးတွေရှိပါတယ်ဟုတ်ကဲ့ပါကိုလည်းကျွန်တော်ဒီပါလေးဖတ်ထားတဲ့ဆင်းရဲတာတော့ဘူးပါတော့ရပါတယ်ရွှေပြည်စောင်းဆိုတာတမ်းထောင်တယ်ဟိုပွင့်လင်းပြောလို့ရှိရင်တော့ကျွန်တော်နားမထောင်ရေးလို့နားမထောင်ဖြစ်သေးဘူးဘာလို့နားမထောင်ရတာလဲအသက်အရန်ကောင်းနေလို့ငါကစားတာပါနားထောင်ပြီးသွားပြီအားကောင်းနေလို့နားထောင်ပြီးသွားပါပြီအာရွှေပြည်မှာရိုက်ထားတာဟုတ်တယ်နော်နားထောင်ပြီးသွားပါပြီဟုတ်ကဲ့ပါအာမသိလို့ရှိရင်ဥစားပါနော်အဲဘယ်လိုပြောရမလဲကလောကိုရောင်းနေတယ်လို့လို့အာပြီးတော့ဘယ်လိုပြောရမလဲ ဟိုဘယ်လိုပြောရမလဲဟိုအရန်အေးတဲ့ data တစ်ခုခုပေါ့နော်အဲ့အဲ့လိုရောက်ရောက်တယ်လို့အဲ့လို mood ကအဲ့လို taste မျိုးရတယ်ဒါတော့မဟုတ်ပါဘူးအဲ့ဒါ data အားလာရမလားအဲ့ဒါအဲ့တော့ကျွန်တော်ကခုနဟိုညီမလေးကိုမေးလိုက်တာညီမလေးလို့စိတ်ရောတော့ဖဲလာတာပါတယ်တာပါชูกินเลยดิပြောတာဒါကစားတာပါအလှပါတယ်ငါညီမလေးอ่ะဟုတ်ကြောက်လို့သာပြောရတာသိပါတယ်ကိုကိုသိတယ်ဟုတ်ชูบีซาวชูเนี่ยတော့ဒါတော့ဘယ်လိုလဲဘယ်လိုလဲဟမ် ဘာဖြစ်သွားလဲဆိုတော့အဲ့ချိန်တော့ကျွန်တော်ပြင်လေးပြန် shooting มาပေါ့နော်ဆိုတော့ဒီအဲ့ချိန်အရင်တက်ကြွနေကြတယ်နားတော့နေတဲ့အချိန်မှာတို့ကဘယ်လိုပြောအောင်လဲတက်ကြွတယ်ဆလာပါနောက်တာနောက်တာနောက်တာတကယ်ကောင်းပါတချင်းလေးကလေဘယ်လိုပြောတော့ဥစားပေါ့နော်ညင်ညိတ်လေးနဲ့သွားတဲ့ပုံစံမျိုးလေး mic တွေကျွန်တော်အရင်သဘောကျပါတယ်ဟုတ် She be in a minute came in we we need you New moon we jar it to we ်ဥလောင်စီမီနေဒုတိယအဲ့တချင်ကကြတော့အဲ့အဓိကကြဒီစောင်းရသည်ရဲ့ဟိုဟာလေးကိုဖွဲ့ထားတာပေါ့နော်အခုနေပြောရရင်ရှစ်ပြီရှစ်ပြီပေါ့နော်ပကိုးရှစ်ပြီမှာရှိရဲ့အဲ့ရှစ်ပြီရဲ့အမှလေးကိုအဖွဲ့ဆိုထားတဲ့တချင်လေးပေါ့တချင်ကလည်းအဲ့လိုမျိုး AA လေးပဲဆိုတော့အဲ့လိုမျိုးပေါ့နော်ဆောင်တွေမတိုင်ခင်လေးလက်ထွက်လိုက်ချင်တာမို့လို့အဲဒီတချင်းလေးကအရှိပီဆောင်ဆွဲတချင်းမျိုးအဲ့လိုမျိုးလေးထွက်ချလိုက်တာသူပြတစ်ခုပြောပြချင်တာပေါ့နော် အများတန်းဟိုးရင်တည်းကဆိုပြီးမေးတဲ့မေးခွန်းရှိရဲ့အသေးကွဲတစ်ချင်းနေဆိုလို့ရှိရင်ဟိုအသေးတကယ်ကွဲမှာပေါ့နော်ဆိုလို့ရတာကဆိုတာလားဆိုဆိုပြီးအသေးမကွဲဘူးဒါပေမဲ့ဆိုပြီးအသေးကွဲချင်းဆိုတယ်ငါကကောင်းတာပဲအသေးကွဲဘူးအဲ့လိုမျိုးဆိုတဲ့အခါကျတော့ဟိုပြောချင်တာကလေဆိုပြီးတော့ဟိုတရုတ်ဆောင်တဲ့အခါမျိုးမှာလည်းဆိုပြီးတော့တရုတ်ဆောင်တဲ့ဆိုတဒံလုံးတရုတ်သူအောင်တရုတ်ဆောင်ရတယ် အဲ့မှာမှကိုကတကယ်မဟုတ်ခဲနဲ့ဟုတ်တယ်လို့ခြေမထင်ရဘူး။အော်ပုံရိပ်ကိုခေါ်ရတာ။ဆိုတော့အဲ့ဒါကြီးကတကယ်ချစ်မှလုံးလို့ရတာမျိုးမဟုတ်ဘူးပေါ့နော်။အဲ့အနေတစ်ခုတော့ဆိုပြရရှင်းပြချင်တာပါ။အားချပါဘာကြောင့်လဲဆိုတော့လေဟိုခုနဟိုဟိုသူပြောတဲ့ထဲမှာလည်းပါတယ်ပေါ့နော်။ဟိုအသေးမကွဲဘူးဆိုတော့ဒါကောင်းပါတယ်။အသေးကွဲတယ်ဆိုတော့ခံစားချက်ကြီးကတော့ဟိုဘယ်လိုပြောရမလဲဒါဟို ဘယ်လိုပြောရမလဲအသေးကွဲတာနဲ့မကွဲဘူးအသေးကွဲတာနဲ့အသေးမကွဲတာနဲ့ဆိုလို့ရှိရင်တော့ဒါအသေးမကွဲတာတော့ဒါကောင်းတာပေါ့အဲ့တော့အသေးမကွဲဘူးဆိုတဲ့အပေါ်မှာတော့အာဘယ်လိုပြောရမလဲအားကျပါတယ်ဒါကဟိုဘယ်လိုပြောရမလဲဟိုတကယ်ဟိုမကြုံဆုံတင့်တဲ့ဒါဟိုခံစားမှုတစ်ခုဖြစ်တဲ့အတွက်ကြောင့်အသေးမကွဲဘူးဆိုတော့ကောင်းတယ်လို့အထင်မှားတယ်ခင်ဗျ။ခွဲစရာလည်းမရှိဘူး။ခွဲရလည်းမနေဘူး။ဟဲ့အဲ့ဒါကြောင့်ပြည်လည်းမခွဲဘူးခွဲလည်းမခွဲဘူးဟုတ်ကျွန်တော်တို့နေရာ ဟိုရိုက်ထားတဲ့ဇလန်တွေရှိပါတယ်ဆိုတော့အဲ့ဇလန်တွေကလည်းဟိုဒီ2024ထဲမှာဟိုထုတ်လင်းပြသဖို့ရှိပါတယ်ခင်ဗျာပြီးတော့ဟိုနောက်ထပ်လည်းဟိုဆိုပြင်းနဲ့ကျွန်တော်အလုပ်ပြန်လှုပ်ရှားမှုတွေထပ်ပြီးတော့လုပ်ဖို့တွေရှိပါတယ်ခင်ဗျာဟုတ်ကဲ့အခါကျလို့ရှိရင်လည်းကျွန်တော်တို့အာဝေဖန်အကျွတ်ဝေဖန်အကြံပြုပါအားပေးကြပါလို့လည်းပြောချင်ပါတယ်ဟုတ်ကဲ့ပြောပါဆက်ပြောဟုတ်အာဆိုပြင်းလည်းအဲ့လိုမျိုးပေါ့နော်ဇာလန်တွဲလေးတွေဆိုပြီးရိုက်ထားရှိရယ် ကျင်းတို့ဒီမှာမှာပါအဲ့တော့မှာတော့ထပ်ဖြစ်မယ်လို့ခြင်တယ်ပေါ့နော်အဆက်ဆက်ပြီးတော့လည်းအလုပ်လေးလုပ်ဖို့ရှိပါတယ်ရှင်ကျင်းတို့ချစ်ခင်အားပေးတဲ့ပိတ်ကံများအားလုံးလည်းကျေးဇူးများကြီးကျေးဇူးတင်ပါတယ်ရှင်ဇွဲချက်ပေါ့နော်နိုင်ငံတော်ဇွဲချက်ကပြီးဆိုလို့ရှိရင်ဒါမြန်မာပြည်အနှံ့မှာဆိုင်ကျွေးသောင်းများစွာကိုဒါခွင့်ကျေဆိုတော့ဗောနော်ဒါကတော့ဟင်းဝင်ရင်းနဲ့စူပြေတို့စဉ်လို့ရေးအမ်အမေးဖြေလေးဗောအမီဒီယာအမေးဖြေလေးဖြစ်ပါလေဗျာ ဆိုတော့အသေးကွေးဟူတဲ့သူရှိသလားဆိုတော့အသေးကွေးပူတော့ဗောနော်ဟင်းဝရံကတော့ဒီလိုနည်းနည်းပုံစံလေးဗောနော်ရှုပ်ထွေးပူတဲ့ပုံစံလေးရှိမှာဗောဒါကတော့ပြောလို့မရဘူးလူတိုင်းမှာဒီလိုငေစံကြီးလေးကဗောနော်ကိုယ့်အသင်ငယ်ရှင်ပေါ့မော်ရှိသူနော်တော်လိုက်လာလာအဲ့လိုအတူနှိမ့်ဆက်မှုတွေကြောင့်သူလေးတွေဗောနော်ဒီလိုကူက နှိမ့်ဆက်ရနှိမ့်ဆက်ရပေါ့နော်ဒါတော့ဖြစ်နိုင်တယ်ပေါ့နော်အဲဒါဆိုပြစ်စင်ကြည့်ရတော့အရှမ်းမုံတွေပေါ့နော်သူခန္ဓာကိုသူပုံရိပ်လေးကိုကြည့်ရတာပေါ့နော်သူကအရှမ်းမုံကိုချိန်တယ်အမ်သူလေးအသေးမကွေဘူးအသေးကွေအောင်လေသူမနေဘူးပေါ့နော်အဲ့လိုပုံစံလေးပေါ့နော်ဆိုတော့ဒီနှစ်ယောက်ရဲ့ပုံပေါ့နော်မီဒီယာရဲ့အမေးဖြေမေးတော့ကြတာကတော့ကဲကျွန်တော်ရေးပြပါများလို့အဲ့ဒီလိုမေးတဲ့အမေးပုံပေါ်တော့ဘလို့မက်ချာပေးခြင်းတည်းလေမက်ချာပေးတော့လို့ရပါတယ်သူနှစ်ယောက်ပေါ်တော့ဒီလိုစကားအားသားလေးတွေပေါ့နော်တယောက်တယောက် လို့ဆက်တာတွေနောက်တာတွေပေါ့နော်ဒီလိုမျိုးကိုစုပြည်စင်ကတော့သဘောကျတာပေါ့နော်အဲဒါပါကြောင့်လေးဆိုလို့ရှိရင်လူတွေကိုပြုတ်စီရှင်လို့ပေါ့နော်လူတွေကိုပြုတ်ပြုတ်စီရှင်တာလေးပါတာပေါ့နော်ဒါဆက်တာနောက်တာဆိုလေးအဲဒီတန်းကိုင်းနင်းဆက်တဲ့လူကိုင်းရင်းနှင်းတဲ့လူမှကောင်းတာပေါ့နော်ဒီတဲ့အချက်လူကိုဒါဆက်နောက်လို့မရဘူးပေါ့နော်အချက်လူဆက်နောက်မယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲကိုကြိုက်တဲ့ဟာပါလို့ကောင်းအောင်မကြိုက်တဲ့ဟာဆိုလို့ရှိရင်ဒါတစ်ခုဖြစ်သွားနိုင်တာပေါ့နော် ကဲဟင်းဝင်ရရင်အမေးဖြေကိုပေါ့နော်ကျွန်တော်တို့ဒီဘာများဘလို့မှတ်ချပေးခြင်းတလေးပေါ့နော်မှတ်ချပေးတော့ရပါရဲ့အဲ့ဒါကြောင့်ခုရဲ့သတင်းကျွေးမေးဆိုတော့ဒီလူဒီမင်္ဂလာမောင်မေဇုံတွေးပေါ့နော်မကြခင်လက်ထက်တော့မေးလို့ကျွန်တော်တို့ကြားသိရပါတယ်ဒီလိုအပေါ်မှာပေါ့နော်ကျွန်တော်တို့ဒီဘာများဘလို့မှတ်ချပေးခြင်းတလေးမှတ်ချပေးတော့ရပါတယ်ကဲဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါရင်နောက်အသေးဆက်လာမယ့်ဗီဒီယိုများမှလည်းပြန်လေးဆုံစေဖို့ကျွန်တော်တို့ဒီဘာများကိုဖိတ်ခေါ်လိုက်ရပါတယ်ဗျ